စားပြီးတော့အချူဝဲတဲ့။ဒီလိုပြောကြတာတခါကြီးကခွဲစိတ်ဆရာဝန်ကြီးယောက်ကကြတော့မိရနဲ့တောက်ဖွားအင်္ဂလိပ်လိုဘလို့ခေါ်လဲမသိပါဘူးမိသွားတယ်တမီလေးကနော်ဦးလေးမိုင်းစားပါလားဆက်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 

တာနာပြုတယ်ဆိုတဲ့နေရာမှာစီကန်းနဲ့အရေးကြီးတာကိုသာဘုရားဝါဒဖြစ်အောင်လုပ်နေတဲ့အတွက်သူတို့စီရယဉ်ကျေးမှုဖြစ်တဲ့ဘုရားကုဏအနန္တောဘုရားဓမ္မကုဏတပ်လက်စံပေါ့ဥစနိုဆိုတဲ့တဘာဝရိတ်တန်ရဲ့အားလုံးအသုံးချတဲ့ဒီစကလုံးလေးကတောက်လျှောက်အသုံးချခဲ့တယ်အဖြစ်လို့လည်းလို့ပြောရရင် ဦးဇင်းတို့ရဲ့ပြောတဲ့ဆိုတဲ့အတန်ကြီးဟာသူတို့ရဲ့စိတ်ထဲမှာသူတို့ဘုံမှာကုသိုလ်တွေကောင်းမှုတွေရောက်တယ်သူတို့အဲ့လိုမျောလင့်ပြီးတော့ဘုရား blessing အနေနဲ့သူတောင်းဆိုကြတာအာမမေးနဲ့တမီးလေးရဲ့သူ့ဖေရဲ့တမီးလေးကဖေရုပ်နောက်ကတမက်လို့တန်တမလာအကူလာပြောတတ်တယ်ပေါ့သွားဆောင်အောင် ဘုန်းနောက်ဆုံးကရိုက်နေလူကတော့ဖယားရဲ့ရှိမှာသူက40နှစ်နဲ့ပဲရှိသေးရတော့မြေလူတာနှစ်နေရလူတာနီးလေတနေရာလမ်းမကြီးပေါ်ဖြစ်တဲ့အတွက်အဆောက်အအုံကောင်းဆောက်လို့ရတနေရာတော့တာနာပြုလုပ်ငန်းတွေအတွက်နေရာကောင်းတယ် အဲ့နေရာမှာပဲဦးဇင်းတို့မြေကြီးကိုတတ်မှတ်လိုက်တယ်အစွန်စားပြီးလို့ တို့ကျင့်တတ်သွားဆိုပြီးတော့ပေါ့မညီညွတ်တဲ့အာသာတော့လည်းကတော့လက်အုပ်ချီရလို့လက်အုပ်ချီရနဗီမြန်မာနိုင်ငံမှာနေတော့မတူဘူးပေါ့ခွာဖို့တီထွင်ရတဲ့ဌာနပြုနည်းလို့ဖြစ်နေပေါ့ရှိတဲ့အခြေအနေနဲ့အသုံးချမှုတူတာကိုသုံးတော့ပေါ့ဌာနကုလို့တီအမြဝေကြမှာပေါ့ ကုသိုလ်အမြဝေခြင်းလုပ်ငန်းကိုတလောင်းနဲ့ပဲရပ်နားပါတယ်ဦးဇင်းတော်ကတော့ စွန်းစားတဲ့တက္ကသိုလ်မှာနေအိမ်မှာအခုနမတန်းနေပြင်တာစွန်းစားတာဒီအားလုံးနဲ့အတူအခုလို့လူရှင်တွေကိုကုန်ပြီးချီးကျူးရနေတယ်ပြီးရတယ်ဖြစ်ပါအောင်ဆန္ဒချက်နဲ့လူတွေကအိမ်မှာချက်ပါရှိတယ်